အလို base player ညီကိုတွေနဲ့တချင်းချစ်သူမိတ်ဆွေများအားလုံးဒီနေ့ active base နဲ့ passive base တို့ရဲ့ကွာခြားချက်အကြောင်းပြောပြပေးသွားမှာပါကျွန်တော်အကွန်ပါ active base နဲ့ passive base တို့နှစ်ခုကအတန်ထွက်ရဲထုံးကာလာချိန်လို့ရတဲ့နေရာမှာရဲအများကြီးกว่าပါတယ်ဒီဗီဒီယိုမှာဘယ် base guitar ကဘယ်လိုရှိတယ်ဆိုတာကိုပြောပြပေးသွားမှာပါ ဘေ့စ်ဂီတာကတချင်းတပုတ်ရဲ့ကြော်ယိုးဖောင်ဒေးရှင်းကိုထောက်ပံ့ပေးတဲ့သူရီယာပါသူရဲ့ပစ်ကပ်တွေကဘေ့စ်ကျိုးတွေတုံခါရာနေဖြစ်လာတဲ့ vibration တုံခါ line တွေကို lesser signal အဖြစ်ပြောင်းပေးပြီးမှ bass amp ကိုပို့ပေးပါတယ် active နဲ့ passive bass guitar အဓိကကွာခြားချက်ကဒီနေရာမှာပေါ်လာပါတယ်အဲ့ဒါကတော့ bass ရဲ့ electronic lesser ပတ်လမ်းပေါ်မှာမူတည်ပြီးမှ꿰ပြသွားပါတယ် active bass တွေမှာ preamp အတန်ချဲစနစ်တစ်ခုထပ်ပါပြီးမှ battery နဲ့အလုပ်လုပ်ပါတယ် passive base တွေမှာက preamp မပါဘဲနဲ့ရိုးရှင်းတဲ့လက်စစ်ပတ်လမ်းကိုပဲတုံးထားပါတယ်တစ်ခုချင်းစီကိုပိုမှအသေးစိတ်လေ့လာကြည့်ရအောင် passive base guitar တွေဟာ base guitar သမိုင်းမှာရှေးအကျဆုံးနဲ့အခြေခံအကျဆုံးပုံစံတွေပါသူတို့မှာပါတဲ့ electronic တွေကအရင်ရိုးရှင်းပါတယ် pickup ကနေရလာတဲ့ signal ကိုပါမှချဲ့တာမျိုး boost လောက်တာမျိုးတွေမလုပ်ဘဲနဲ့ ် AMO ဒိုင်ရိုက်ပို့ပေးပါတယ်။ Passive Bass Guitar ရဲ့အတန်ကတဘာဝကျတဲ့အတန် Neutral 3နွေထွေးတဲ့ warm တံမျိုးထွက်ပါတယ်။ passive bass ရဲ့ electronic တွေကရိုးရှင်းပြီးတော့ပြင်ဆင်ရလွယ်ကူတယ်။ပြဿနာဖြစ်နိုင်ခြေနည်းပါတယ်။ guitar shop တွေမှာလည်းလွယ်တကူပြင်လို့ရပါတယ်။ battery မလိုတာကြောင့်ပွဲသီးနေတဲ့အချိန်တွေမှာ battery ကုန်လို့အတံပျောက်သွားတာမျိုး စိတ်ပူစရာမလိုပါဘူး။ ဒိုင်နမစ်ကောင်းတာကြောင့်ညာလက်သီးတဲ့ပုံမူတည်ပြီးအပြင်းအပြော့တန်တွေကိုပိုပြီးမှ အနုစိတ်တန်ထုတ်ပေးနိုင်ပါတယ်။ဒါမဲ့အားနည်းချက်တချို့လည်းရှိပါတယ်။သုံး control cloud တွေကအတန်ရဲ့ high frequency တွေကို cut လုပ်လို့ရနိုင်တယ်။ဒါမဲ့အတန်ကို boost လုပ်လာမျိုးတို့တခြား frequency တွေကိုချိန်ညှိတာမျိုးတော့မရပါဘူး။ output signal ကအားနည်းတဲ့အတွက် ကေဘယ်အရှိကြီးသုံးရင်ဒါမှမဟုတ် effect တွေအများကြီးတွဲသုံးရင်အတန်ရည်သွေးကျနိုင်ပါတယ်။ပတ်ဝန်းကျင်ကလက်စစ်တန်လိုက် line တွေကြောင့်လန်းကြီးဆိုတဲ့ harm ထွက်နိုင်ခြေမျိုးများပါတယ်။တခါ active base တွေမှာရောဘယ်လိုလဲဆိုတော့ active base တွေမှာ preamp တန်ချက်ဆက်တခုထပ်ထည့်ထားတာဖြစ်ပါတယ်။ဒီ preamp က9 volt battery နဲ့အလုပ်လုပ်ပြီး base ရဲ့ output signal ကိုထပ်ချက်ပေးတာပါ။ active base တွေမှာပါတဲ့ equalizer control ဥပမာ bass mid treble တန်တွေကို push လဲလုံနိုင်တယ်လို့ cut လဲလုံနိုင်တယ်ထုံးကာလာချိန်တဲ့နေရာမှာစိတ်ကြိုက်အတန်တွေအများကြီးချိန်လို့ရတယ်သူ့ရဲ့ preamp ကြောင့် output signal ကပိုပြီးအားကောင်းတယ် jack cable အရှိကြီးသုံးရင်တော့မှတော်ရင်တန်အတန်အရင်သွေးမကြပါဘူးလက်စ noise harm တန်တွေမရှိဘူးဒါမှ active bass မှာလဲအားနေချက်လေးတွေတော့သူ့ဟာနဲ့သူရှိပါတယ် battery type ဖြစ်တယ်မလို့ တီးနေတဲ့ဘက်ထရီကုန်သွားရင်အတန်မထွက်တော့ပါဘူး။ဒါကြောင့်ဘက်ထရီကိုပုံမှန်စစ်ဆေးဖို့နဲ့အပူဘက်ထရီဆောင်ထားဖို့တော့လိုအပ်ပါတယ်။ Active base ကိုကိုမသုံးတဲ့အချိန်မှာ jack cable ကိုဖြုတ်ထားဖို့လည်းမမေ့ပါနဲ့။မဟုတ်ရင်ဘက်ထရီကုန်လွယ်ပါတယ်။သူတို့နှစ်ခုရဲ့မြင်သာတဲ့၊ကွဲပြားတဲ့အချက်ကတော့ Active base guitar မှာနောက်ကျောမှာ Nivo battery ထည့်တဲ့အကန့်လေးတစ်ခုမြင်ရပါလိမ့်မယ်။ အဲ့ဒါကိုတွေ့ရင် active bass guitar မှသိပါပြီ active bass တွေမှာ volume clove 3-4ခုထက်ပိုများတာမျိုးတွေ့ရမှာပါ volume pickup balance တွေရဲ့ low mid high တွေ equalizer clove တွေပါလိမ့်ရှိပါတယ်တချို့ဆိုရင် equalizer နှစ်ထပ်နဲ့ active bass guitar တွေလည်းတွေ့ရပါတယ် passive bass တွေမှာကျတော့ပုံမှန်အားဖြင့် volume နဲ့3 clove တွေကနှလုံး3လုံးလောက်ပဲရှိပါတယ် အနစ်ချုပ်ပြောရရင် passive base ကသဘာဝကျပြီးနှွေးထွေးတဲ့အတန်မျိုးရှိပြီးရိုးရှင်းတယ် battery မလိုဘူး dynamic ကောင်းတယ်38ပင်ကတော့ကန့်သက်ချက်လေးရှိပါတယ် active base ကအတန်ကို စိတ်ကြိုက်ချိန်ညှိနိုင်တယ် output sync နဲ့အားကောင်းတယ်တောက်ပပြီးခင်မီတဲ့အတန်ထွက်တယ်ဒါမဲ့ battery လိုအပ်တယ် preamp electronic တွေကြောင့်ဈေးပိုများနိုင်ပါတယ် active base နဲ့ passive base ဘယ်ဟာပိုကောင်းမလဲတကယ်တမ်းတော့ဘယ် base အပိုကောင်းတယ်ဆိုတာမျိုးမရှိပါဘူးဘယ်လိုဂီတမျိုးစားမှာဘယ်လိုအတန်မျိုးနဲ့တီးမှာလဲဆိုတာပုံမှာပဲမူတည်ပါတယ်ကောင်းလွန်ပါတယ်ဆိုတော့ base တန်တမျိုးဟာဂီတအမျိုးစားတိုင်းအတွက်လည်းအမဝင်ပါဘူးသူလိုက်ဖက်တဲ့အရာနဲ့သူရှိပါတယ်ဥပမာ rock blues jazz อินดีซ่าတဲ့တချင်မျိုးစားတွေတွေ့ကြတော့ passive base ကတင့်တော်တယ်လိုက်ဖက်ပြီး matter funk pop EDM modern R&B တချင်မျိုးစားတွေတွေ့ကြတော့ active base ကပို့ပြီးလိုက်ဖက်ပါတယ် slap base တီးတဲ့လူနဲ့ solo base တီးတဲ့လူတွေတွေ့ကြတော့ active base ကိုပို့ပြီးသဘောကျကြပါတယ်တချို့က passive base ရဲ့ရိုးရှင်းတဲ့သဘာဝအတန်ကို ကြိုက်ကြပြီး တချို့ကတော့ active base ရဲ့အတန်အမျိုးမျိုးချိန်လို့ရတာကိုသဘောကျကြပါတယ်။နောက်တစ်ခုက active passive နှစ်မျိုးလုံးသီးလို့ရတဲ့ bass guitar လည်းရှိပါတယ်။ active passive ဆိုတဲ့ switch clock လေးပါလို့ active mode နဲ့ရော passive mode နဲ့ရောနှစ်မျိုးစလုံးကိုလိုသလိုပြောင်းပြီးမှသီးလို့ရပါတယ်။ဒီ bass guitar မျိုးကတော့ဈေးလည်းအတော်ကောင်းပါတယ်။ဒီနေ့ဗီဒီယိုမှာ active bass နဲ့ passive bass အကြောင်းကိုတည်သွားပြီလို့မျှော်လင့်ပါတယ်။ ကိုနဲ့အသင့်တော်ဆုံး bass guitar ကိုရွေးချယ်နိုင်ကြပါစေဒီဗီဒီယိုကအသင့်အတွက်အကျိုးရှိတယ်ဆိုရင် like လုပ်ဖို့ comment ပေးဖို့ပြီးတော့ကျွန်တော် channel ကို subscribe လုပ်ဖို့လည်းမမေ့ပါနဲ့အောင်နောက်ထပ် music နဲ့ပတ်သက်တဲ့ဘ ഹു ဒုဒတွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ